အလုံးမဲ့မင်္ဂလာပါကျွန်တော်ကုတ်မေရနေပြန်လဲကျေးဇူးလိုက်ပါနော်ဒီတစ်ခါတော့ကျွန်တော်တို့ CSS ရဲ့ group အပိုင်းလေးတွေရောက်သွားတယ်ပေါ့နော် Okay so CSS group ဆိုတာဘာလဲပေါ့ CSS group ဆိုတာကျွန်တော်တို့အဲ DIY tag လေးတွေရှိတယ်ပေါ့နော်အဲ့ဒီ DIY tag လေးတွေကိုအဲကျွန်တော်တို့ sacrum ပေါ်မှာအညီအမျအညီအမျပေါ့နော်ပြချင်တာမျိုးဆိုလို့ရှိရင်ဒီ group လေးကိုကျွန်တော်သုံးရတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေရှိပါတယ်ဆိုတော့အဲ့ဒါလေးဘယ်လိုလေးရှိမလဲကျွန်တော်ဆက်ပြီးလေ့လာလိုက်ကြမယ်ပေါ့နော် โอเคဆိုကျွန်တော်ဘာမှမပြောခင်မှာအဲ DIV တက်လေးတွေကိုကျွန်တော်တို့အဲရှင်းဦးဆုံးရေးလိုက်မယ်ပေါ့เนาะ DIV. အဲဘာရေးမလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့ bulk container လို့ရေးလိုက်မယ်ပေါ့เนาะ bulk C O N T A I N E ရ container လို့ရေးလိုက်မယ်เนาะโอเคပြီးလို့ရှင် DIV.1 ဒါဆိုရင်1ဆိုတဲ့ဟာမျိုးလေးရှိမယ်ပေါ့เนาะအဲ item 1ပေါ့เนาะဆိုတော့ clock ကလေးမထည့်သေးနော် clock လေးမထည့်ရင်တော့တော်တော်စင်မထည့်သေးနော်မလို့သေးပေါ့เนาะ ဆိုအဲ့ဒီထဲမှာကျွန်တော်ကနန်းနံပါတ်1လို့ထည့်လိုက်မယ်နော်အဲ့ okay ပြီးလို့ရှိရင်ဒီမှာအဲ့လိုပဲ TIW အဲထားပါတော့2ပေါ့နော်အဲ့ဒီလိုမျိုးပဲလောက်ရမယ်ကျွန်တော် copy ကူးပြီးရော sorry ဒီမှာ copy ကူးပြီးရောချလိုက်ပါပေါ့နော်အဲထားပါတော့1 2ဘယ်လောက်ရှိလဲအဲ sorry 3 3ပြီးရောအဲ3ပြီးရော4 4ပြီးရော5 ဟုတ်လား5ပြီးရဘလောက်လဲ7ပေါ့နော်7ပြီးရအဲ7 7ကိုပဲကျွန်တော်လောလောဆယ်ထည့်လိုက်မယ်နော်အဲဆိုတော့ဒီမှာဒီကောင်လေးကိုဩ sorry နော်ဒီမှာ1 okay div နော်1 2 3 4 5 6 so အဲ div 6ခုလေးကိုကျွန်တော်ကနေပြီးရ3တန်းစီနဲ့2တန်းပြမယ်အပေါ်သုံးခုအောက်သုံးခုပေါ့ဗျာနော်အဲ့လိုမျိုးလေးပြမယ်နော်အဲ3တန်းစီ2တန်းပြမယ်ဆိုတော့ကျွန်တော်တို့က အဲဥပမာဒါလေးကိုအရင်ဆုံး run ကြည့်လိုက်အောင်နော်ဘယ်လိုပုံမလဲဆို run ကြည့်လိုက်မယ် open in လိုက်စားပါဦးနှိပ်ကြည့်လိုက်မယ်နော် okay so တော့ဒီလိုမျိုးလေးရှိမှာပေါ့နော်1 2 3 4 5 6ကဒီလိုမျိုးလေးရှိမှာ okay အဲ့တော့အဲ့ဒီ dmv တက်ကလေးတွေကိုကျွန်တော်တို့ကနေဖာလို့မလဲဆိုတော့ color လေးတွေပေးကြမယ်ပေါ့နော် okay so color လေးတွေပေးမယ်အဲ့တော့ dmv အဲဒီမှာ club ball လို့ထပ်ထပ်ထပ်ပြလိုက်ရင်တော့ပိုကောင်းတယ်ဗျနော်အဲ့တော့ဒီ DRV ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကဒီလိုမျိုးလေးလုပ်လိုက် select ပြီးပြီးတော့ control D တစ်ချက်နှစ်ချက်အဲအဲ့ဒါလည်းမကောင်းဘူးဗျနော်အဲ့ဒါလည်းနောက်ကိုပါသွားဆိုတော့အဲဆိုတော့အော်ဒီလိုဒီလိုမျိုးပဲပြဒီလိုမျိုးပဲပြဒီမှာနော်အဲဒါဆိုရင်800 800 DRV ပဲပါတော့ပါဗောနော်ဒီကနေဒီ select ပြီးပြီး control D အဲဒါဆိုရင် select ကနောက်မပါတော့ဗောနော်ဒါဆို6ခုပေါ့အဲ600ကျွန်တော်ဗာရေးမလဲဆိုရင်အဲဒီဘယ်လိုခေါ်မလဲဆိုတော့ လက်တန်းရေးမယ်လက်တန်း TMV เนาะ TMV ပြီးလို့ရှိရင်ဘာရေးမလဲဆိုတော့အာ CLS class ဟာလာ IDEM item လို့ပဲရေးလိုက်မယ်เนาะ item item မဟုတ်ပေါ့ဆိုတော့ပေါ့လို့ပဲရေးလိုက်ပေါ့เนาะပေါ့ okay เนาะ class ပေါ့เนาะနောက်တစ်ခုကဒီမှာ color color လေးပါဟော greater than လေးပါတယ်เนาะအဲ့တော့တစ်ချက်ဖြောက်လိုက်မယ် okay ဒါဆိုရင်ရသွားပြီเนาะဒါပေါက်လေးပါလာရေးပေါ့เนาะဒီလိုမျိုးလေးရေးလို့ရ control d နဲ့ဒါကျွန်တော်လုပ်လိုက်တာပေါ့เนาะ โอเคဒါကတော့ဘယ်လိုဖြစ်ဖြစ်ဒီလိုပုံစံလေးရရင်ရပါပြီเนาะအဲကျွန်တော်တို့ဒီထက်မှာ style နဲ့ရေးမှာဆို style ကိုဟတ်တက်ထဲမှာရေးမှာပေါ့เนาะ style โอเคဆိုအဲပေါက်ကွန်တိန်နာကိုလောလောဆယ်ခဏထားလိုက်အောင်ကျွန်တော်တို့ပေါက်ကိုပဲယူဆိုသွားလိုက်အောင်ဒေါ်ပေါက်ဟလာအဲ့ဒီမှာကျွန်တော်တို့ width height တွေသတ်မှတ်မယ် width width ကဘယ်လောက်လဲဆိုတော့အဲ100 100ပစ္စည်းလောက်ထားမလား100ပစ္စည်းလောက်ပဲထားလိုက်မယ်เนาะ100ပစ္စည်းเนาะ width height height ကဘယ်လောက်လဲ100ပစ္စည်း 1.ph ပေါ့နော်ဝေးရဟိုက်ရတရားပစ်ပစ်ဆက်စီပြီးတော့ background လေးထပ်လိုက်မယ် background color ကအဲကျွန်တော်တို့အဲ background color ကတီတီတီအစပြရာလေးပဲထားလိုက်မယ်ပေါ့နော်နော်ပြီးလို့ရှိရင် byd ရ border border ကို 3ba solid solid အဲ solid red ပေါ့နော်အဲ့လိုလေးပြီးကြည့်လိုက်မယ် okay ဆိုတော့ကျွန်တော်တို့ browser ကိုပြန်ပြီးတော့ကြည့်ကြည့်အောင်အဲဒီမှာ1 2 3 4 5 6ဆိုပြီးတော့ ပါသွားရပေါ့နော်ဖောင်းဆိုင်လေးတွေကနည်းနည်းလေးသေးတယ်လို့ရှိရယ်နော်ဖောင်းဆိုင်လေးကြီးကြီးအောင်အဲ့တော့ upper ဆိုပြီးရေးကြည့်လိုက်ဒါဆိုရင်ဖောင်းစတိုင်ဒီမှာဖောင်းဆိုင်ပေါ့နော်လာချားဆိုရွေးကြည့်လိုက်မယ်ဘယ်လိုနေမလဲနော်အဲ့နည်းနည်းလေးကြီးလာရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးမလုံးနဲ့အဲ့လိုမျိုးလို့တာဆိုရင်ကျွန်တော်တို့အဲဖောင်းဆိုင်ကို 3REM ဆိုပြီးရေးပြလိုက်မယ်နော်ဒါဆိုရင် block ဖြစ်လာမယ်အဲ့ဒီလိုမျိုးလေးကြီးလာပြီပေါ့နော်ဒီလိုမျိုးလေးကြီးလာပါပြီ โอเคဆိုဒီမှာဆင်းဆက်ပြီးစေနှစ်ခုဖြစ်နေเนาะအဲ့တော့ဟုတ်ပြီအဲ့တော့1 2 3 4 5 6လေးရလာပြီဗျာကျွန်တော်တို့ဒီလိုမျိုးလေးရေးလိုက်တာရလာပြီဆိုတော့ရလာပြီဆိုတော့ဒီ container ကနေပြီးကျွန်တော်တို့ကနေဒီ1နဲ့3 4 5 6ကိုအပေါ်က1နဲ့3အောက်က4 5 6ဆိုပြီးတော့အညီမြပြချင်တယ်ဆိုဘယ်လိုလုပ်မလဲပေါ့နော် grid ပုံစံလေးနဲ့သွားရမယ်အဲ့တော့ဒီ top box container box container ကိုကျွန်တော်တို့ကခေါ်ပါဆိုတော့ club မလို့ .poh box တဲ့ c1 t a i n e ရ container ဟာလာအဲ့မှာတွေ့ display ရပါလဲဆိုတော့ GID credit ဆိုတာရေးကြည့်လိုက်အဲ့တော့ဘာထုတ်ချလဲကျွန်တော်တခြားတော့ဝင်ကြည့်အောင်ဘာထုတ်ချလဲဆိုတော့ဘာမှမထုတ်ချသေးဘူးပေါ့နော်အဲ uh, credit ကို credit ကိုဖန်တီးမယ်ဆိုရင်ကျွန်တော်တို့ဘာရှိလဲဆိုတော့ row တွေ column တွေရှိရယ် credit row တို့ credit 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 offend credit ပေါ့နော် credit column တို့ရှိတယ်ပေါ့နော်ဆိုဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ကဒီလောလောဆယ်မှာဆိုရင်သူ့ရဲ့ credit template ဆိုတာလေးကိုကျွန်တော်သွားလိုက်အောင် GID credit ဒီမှာ template template ပေါ့နော်ရင်ဦးဆိုကျွန်တော်တို့ဒါ column ပြီးတော့ row သွားမယ် column ပေါ့နော်အဲ့တော့ one alpha one alpha လို့ရေးကြည့်မယ် one alpha နော်အဲ့ပြီးတော့ save လိုက်မယ်နော် grid template column ဆို save လိုက်မယ်ဆိုရင်အဲ့ဒီမှာဆိုရင်အပေါ်3ခုအောက်3ခုဆိုပြီးဖြစ်သွားတယ်မြင်ရလားမသိနော်အပေါ်ဘယ်နှခုတော့1 2 3အောက်က1 2 3ဒါဆိုရင်တော့ခုတကယ်လို့အောက်ကကျွန်တော်တို့ဘောက်ဘောက်ကဒီ၈ခုဖြစ်နေမယ်ဆိုလို့ရှိရင် အအောက်ကမလောက်တဲ့ဟာကို तू ကအော်တိုဟွာဖြစ်မှာပေါ့နော်ဒီမှာထားပါတော့6ပြီးရောခွန်ခွန်10ပေါ့နော်ဒီလိုမျိုးဆိုရင်တစ်ခုတော့လွတ်သွားမှာပေါ့နော်တစ်ခုတော့လွတ်သွားမှာပေါ့နော်ဒီဘက်ကတစ်ခုတော့လွတ်နေမှာပေါ့နော်အဲ့တော့ရှိသမျှလေးကိုအညီအမျှပြပေးတယ် grip ပုံစံလေးပြပေးတာပေါ့နော်အဲ့တော့ဒါခွန်10ကိုကျွန်တော်ပြန်ဖြိုးလိုက်မယ်နော်အဲ့တော့ဒါဆိုရင်ဒါ grip ရဲ့ဗာလဲအာ sorry ဒါ grip ဟို grid template ပေါ့နော် column column ပြီးလို့ရှိရင်ကျွန်တော်ပါလဲ row ပေါ့နော်အဲ့တကယ်လို့ဟုတ်ပြီသူက one alpha ဆိုတာဘာဆိုလွားလဲဆိုတော့ one alpha ဆိုတာအဲဒီသူအစိပ်ပိုင်းတစ်ခုလို့ပြောချင်တာဗျာဥပမာဒါ1နဲ့3ဆိုရင်ဒါ alpha ဆိုတာ unit တစ်ခုလို့ပဲသတ်မှတ်ပြီးပေါ့နော်မျိုးလုံးနဲ့မြင်ပြီးအဲ့111ဆိုတော့1အဲ3ခုပေါ့နော်1 111ဆိုတော့3ခုပေါ့လဲပါတော့တက်ကို3ခါပေါ့တော့3ပေါ့ဗျာနော်ပြောချင်တာအဲ့တော့အဲ့တော့သူရဲ့အစိပ်ပိုင်းတစ်ခုစီမှာဒါ1 တတခုအနေနဲ့ပေါ့ဗျာ။သုံးချိုးတချိုးအနေနဲ့ပေါ့မှာဗျာ။အဲပြောချင်တာမြင်ရင်လားမသိဘူး။ဒီမှာဆိုရင်သုံးချိုးတချိုးဒီမှာဆိုရင်သုံးချိုးတချိုးဆွတ်ဆွတ်ပေါင်းက3ဒါပေမဲ့တခုချင်းစီကတခုအနေနဲ့စီယူထားရဆိုတော့အပေါ်သုံးခုအောက်သုံးခုဆိုပုံစံမျိုးပေါက်တာပေါ့။မျိုးလုံးနဲ့မြင်လားမသိဘူး။ပေါင်းချင်းရဘယ်လိုလဲ3။ဒါပေမဲ့သူတို့ရဲ့ယက်တီချက်ကတခုအနေနဲ့ယက်တီထားလို့အဲ့တော့ကျွန်တော်တို့ကသုံးခုအနေနဲ့ပဲရှိတယ်။နားရလားမသိဘူး။နော်အဲ့တော့ဒီကကျွန်တော်တို့ဒီနေရာမှာ 2F လို့ကြီးလိုက်မယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲ။ပြန်စစ်ကြည့်ရအောင်နော်။ အဲ့ဒါဆိုဂျားထဲမှာဒီမှာနှစ်ခုနေနှစ်ခုရှိရမှာတစ်ခုတည်းနေနဲ့ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ကဒီဝက်ကိုနည်းနည်းလေးအတိအကျသတ်မှတ်ထားလို့ဖြစ်နေတယ်ပေါ့နော်အဲ့ဝက်ကလေးကိုကျွန်တော်တစ်ချက်လောက်ဟောလို့ကြည့်လိုက်မယ်နော်ဖြောက်ကြည့်လိုက်မယ် Okay ဝက်ကလေးကိုဖြောက်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီမှာတွေ့လား2လေးကဘယ်လိုဖြစ်သွားလဲဒီ1နဲ့3ရဲ့နှက်ဆဖြစ်သွားတယ်တွေ့လားအလယ်ကောင်းအကောင်ကဘာဖြစ်လို့လဲကျွန်တော် 2f လို့ပေးလိုက်လို့အလယ်ကောင်းအကောင်ကနှက်ဆဖြစ်သွားတယ်နော် မျိုးလုံးနဲ့မြင်တယ်နော်နှစ်ဆဖြစ်သွားတယ်အဲ့လိုမျိုးလေးတွေပေါ့နော်အဲ့ဒီ3ဆိုတာဟာ3ဆိုတဲ့ဟာကိုလည်းကျွန်တော်က2နဲ့ညီချင်းတယ်ဆိုရင်ဘယ်လိုလုပ်မလဲနော်2နဲ့ညီချင်းတယ်ဆိုတော့ဒီလိုလုပ်လို့ရတယ်2 alpha ပေါ့နော်အဲ့မှာပြောချင်တာအပိုင်းကဘယ်နှပိုင်းလဲ1 alpha 2 alpha 2 alpha ဆို3ပိုင်းပေါ့နော် alpha ဘယ်နှခုလုံး alpha 3ခုဆိုတော့3ပိုင်းဒါပေမဲ့ဒီဒုတိယနဲ့တတိယကကြတော့ 2ဆိုပြီးနေရာယူထားတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့အပိုင်းနေရာတော့နှစ်နေရာဆိုင်နေရာယူထားတယ်အပိုင်းကတော့နှစ်တစ်ပိုင်းစီပဲဒါပေမဲ့လို့ပထမဆုံးက1 alpha ဒုတိယ2 alpha ဆိုတော့နှစ်ပိုင်းစာနေရာယူထားတယ်เนาะအဲ3ခုကြီးလိုက်မယ် alpha 3ခုဆိုတော့3ခုစာပေါ့เนาะညလုံးနဲ့ရှုပ်မလာတော့မသိဘူးပေါ့เนาะဒါပေမဲ့ကျွန်တော်ရေးကြည့်လိုက်လို့ရှင်တော့ရှင်းသွားမှာပါเนาะအဲ့လိုမျိုးလေးပါဆိုတော့ okay ပါ အဲ့ဒီမှာဆိုလို့ရှိရင် grid မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ column ရှိတယ် column ရှိပြီးတော့ကျွန်တော်တို့ဘာရှိလဲဆိုတော့ row ဆိုတာရှိတယ်ဗျာ column ဆိုတာဘာကြီးလဲဆိုတော့ dia ကြီးပေါ့ဒီအထောင်ကြီးပေါ့နော်အပေါ်ကနေအောက်ကိုလာတဲ့အထောင်ကြီးကဒါ column ပဲ row ဆိုတာကြ dia ကြီးပေါ့နော် dia ကြီးဒါရဲ့ row ကြီးပဲနော်အဲ့ row ဆိုတဲ့ဟာကိုလေကျွန်တော်တို့ဘယ်လိုမျိုးလေးအဲပြန်ပြီးကင်တွေ့မလဲပေါ့နော်အဲ့အဲ့ဒီတစ်ချက်ကိုကျွန်တော်တို့ပြန်လုပ်ကြမယ်နော် okay အဲ့တော့ row ဆိုတဲ့ဟာကိုလေကင်တွေ့မဲ့အခါကျွန်တော်တို့က ဒီသူ့ရဲ့ height လေးကိုတစ်ချက်ဖြုတ်လိုက်အဲ့ဒါဆိုဖိုးကောင်းမယ်ပေါ့နော်ဘလို့တော့ပေါ့အဲ့တော့ပြန်ကြည့်အောင်တစ်ချက်လောက်အဒီမှာဆိုရင်ကျဆက်လုံးရှိသလောက်ပဲဒီမှာသူ့ရဲ့ correct ကလေးကဝင်လာပေါ့နော်အဲ့တော့နည်းနည်းလေးမှတ်လာတယ်လို့ဖြစ်သွားလဲအဲ့တော့ကျွန်တော် pattern လေးထည့်လိုက်အောင်နော် P A D D I N G P A D D D I N G pattern pattern ကိုကျကျွန်တော်တို့15 pixel လောက်ထည့်လိုက်မယ်နော်အဲ့ဒါဆိုလို့ရှိရင်နည်းနည်းလေးကြည့်ကောင်းသွားပြီပေါ့နော်စလုံးနဲ့ဟိုနဲ့မကတ်တော့โอเคသူ့ရဲ့ height လေးကိုကျွန်တော်တို့က သွားမှာပေါ့နော်သွားတဲ့အခါကျ grade ရဲ့ height ပေါ့နော်ပြောချင် grade ရဲ့ height grind grind grade template မှာအဲဒါ column ပြီးပါလာမှာ row ပေါ့နော် row row ဆိုတာကျကျွန်တော်တို့တရားကြီးပေါ့နော်အဲဒါကြီးအဲ့ဒီရဲ့အမြင့်ပေါ့နော်အမြင့်ကိုသွားမှာပါနော် okay ပါ column ကျတော့တရားဟာတရားဟာဘလောက်ဘလောက်ပိုင်းဖြတ်မယ်ဆိုတဲ့ဟာကိုသွားတယ် row ကကျတော့အကျယ်ပေါ့နော် အမမအမြင်ပေါ့နော်ဝိုးရကြတော့ဆက်တက်ခွက်ချင်းစီရဲ့အမြင်ကော်လန်းကြတော့ဒီတစ်ခုလုံးစာရဲ့ပါလေအစိပ်ပိုင်းနေပေါ့နော်ဘလောက်ဘလောက်ပိုင်းပါလဲဆိုရအစိပ်ပိုင်းပေါ့နော်နည်းမျိုးလုံးနဲ့မြင်လာတော့မသိကော်လန်းဆိုရပါလေကျွန်တော်တစ်ခုလုံးစာရဲ့ပိုင်းနေဟာပေါ့နော်ပိုင်းပြီးယူလိုက်တဲ့ဟာအာကော်လန်းရိုးဆိုရိုးဆိုဟာကြတော့ဒီတစ်ခုချင်းရဲ့အမြင်ပေါ့နော်ဒီဒီအမြင်လေးအမငါရဲ့ဒီဒီအောင်နဲ့ဒီပတ်တွေပေါ့အဲဒီဒီဒီပတ်တွေဆက်တက်ခွက်ချင်းအမြင့်လို့ပြောလို့ရတယ်နော်ဆက်တက်ခွက်ချင်းစီအမြင့်ပေါ့နော်โอเค အဲ့တော့ပထမဆုံး row ပေါ့နော်ဒီမှာ row ကဒီမှာဆိုဘယ်နှခုရှိလဲကျွန်တော်တို့ဒီမှာတက် row ရှိရနှစ် row ဒီ row တွေအမြင့်နေဦးသွားမှာပေါ့နော်အဲ့တော့ပထမဆုံး row ကိုကျွန်တော်တို့မြင့်ချင်တယ်ဆိုရင် row အဲဟောပေါ့နော်ဒီပထမဆုံး row ကိုကျွန်တော်ဘယ်လောက်ထားမှာလဲအဲ150ပစ်စက်ပေါ့ထားလိုက်မယ်ဆိုရင်ချိထားလိုက်ပါဒီထိတ်ဆုံးဟာမြင့်သွားပါတယ်เนาะအောက်က4ကတော့မြင့်လာမမြင့်သွားပါဘူးအဲ့လိုပါเนาะ ပထမဆုံးဟာဘယ်လောက်လဲ150 pH ရိုးကဘယ်နှခုရှိရလဲနှစ်ခုရှိရဒါပေမဲ့ကျွန်တော်150 pH ကိုတစ်ခါပဲရေးလို့သူ့ရဲ့ system အရာဘယ်လိုလဲဆိုလို့ရှင် browser ရဲ့ engine ကပထမဆုံး row ကိုပဲ150အမြင့်နဲ့ပြပေးလိုက်တာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့က300ရေးလိုက်ရင်300ဖြစ်သွားမှာပေါ့ဟုတ်ပြီအကိုကြီးကျွန်တော်ကပထမဆုံး row ကို150ထားရတော့လက်ခံတယ်ဒါပေမဲ့အောက်ကဒီဒုတိယ row ကိုတော့ကျွန်တော်ကအဲ့ဒီထက်နှစ်ဆလောက်ဆိုရင်ရောမရဘူးလားရတာပေါ့နော်အဲ့တော့150ရဲ့နှစ်ဆ 300ဟုတ်လား300ပစ္စယ်ကိုကျွန်တော်ဒုတိယ row မှာ ထားလိုက်မယ်ဒါဆိုဒုတိယ row ကအမြင့်ဖြစ်သွားတယ်ပေါ့ဟုတ်လားနားလည်မယ်တူရယ်နော်ဟုတ်ပြီအဲ့တော့တကယ်လို့ကျွန်တော်တို့က row တွေများလာမယ်ဆိုလို့ရှိရင်ဒီ 1fr ရို့ 2fr ရို့ကိုကျွန်တော်တို့ကအများကြီးရေးနေရမှာဟုတ်တယ်ဟုတ်အဲ့လိုမျိုးအများကြီးမရေးချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က repeat ဆိုတာလေးလုပ်လို့ရတယ်ဒီမှာဆိုဒါ 1fr ဘယ်နှခုလဲဟိုထားပါတော့ကျွန်တော်တို့ကဒါအထိတ်ကရေးလိုက် 1fr ဘယ်နှခုလဲတစ်ခုအဲဒီမှာနှစ်ခုဒါဆိုရင် ဝါဘာနှစ်ခုဆိုလို့ရှိရင် तू ကသေးကြရဲဗျာကျွန်တော်နှစ်ခုရင်းစီလာမှာဟုတ်တယ်ဟုတ်အဲဝါဘာသုံးခုဆိုလို့ရှိရင်ဝါအဖာသုံးခုဒါဆိုရင်အဖာဝါအဖာဘယ်နှခုတော့သုံးခုဆိုတော့သုံးခုကအညီအမြပြရမှာပေါ့ဟုတ်တယ်ဟုတ်ဒါပေမဲ့ကျွန်တော်တို့ကရိုးမာရိုးရဲ့အမြင့်တွေကိုကျွန်တော်ဒီမှာရေးထားတယ်ပေါ့နော်ရိုးမာဆိုတာအမြင့်ဒီမှာဆိုအပိုင်းလေးတွေပေါ့โอเคအဲ့တော့ ဘာဆက်ပြီးတော့လုံးမလဲဆိုဆောင်းတခါကျွန်တော်ပြောခဲ့တကယ်လို့ကျွန်တော်တို့ကကော်လန်တွေရဗျာတကယ်လို့၁၀ခု၁၀ခုလောက်ဖြစ်နေပြီဆိုရင်ကျွန်တော်1 alpha ကို၁၀ခုလောက်ရေးနေတော့မှာလာပေါ့နော်အဲ့လိုမျိုးမရေးချင်ဘူးဆိုဘယ်လိုလုပ်လို့ရလဲဆို rugby ဆိုတာလေးကိုတုံးလို့ရတယ်ဗျာဒါလေးကိုဖြတ်လိုက်မယ်နော်အဲ့တော့ rugby ဆိုတာလေးတုံးလို့ရတယ်ဩမောက်က error တက် okay rugby နော် rugby ကိုမှကျွန်တော် unit ကပါလဲဆို1 alpha ဆို unit ကိုအဲ့ဘယ်နှခါထည့်မှာလဲပေါ့နော်ကျွန်တော်3ခါဆို3ခါ1 F F okay အဲ့ဒီမှာ one alpha ဆိုတော့เนาะတကယ်လို့ကျွန်တော်တို့ကအဲ two alpha ဆိုရဲဟာကိုယူခြင်းရောအတူတူပဲဗျ two alpha ပါ three alpha ဘာလို့ဆိုသူတို့ကဘယ်လိုပြောရမလဲဆိုတော့အတူတူဖြစ်နေတာ repeat လုပ်လိုက်တဲ့ကြောင့်ကျွန်တော်တို့အဲ programming တွေပါလေကြားဘူးမလားကြားဘူးလားတော့မသိဘူးဗျအခု html ကို css လေးလာတဲ့သူက java script ရပြီးသားသူဖြစ်နေမယ်ဆိုရင်တော့ ်ဖြစ်နေလို့ပြန်ကြည့်ရဆိုရင် rugby ဆိုရဟာကျွန်တော်လူပတ်တာနဲ့တူတယ်ပြောချင်တာဒီဟာကိုပဲထပ်ခါတလဲလဲပြန်ဖြစ်နေတာပေါ့နော်အဲ့တော့ပြောချင်တာကျွန်တော် sonic ram alpha ကိုဘယ်နှခါရေးလိုက်တာလဲဆို rugby 3ဆိုတော့3ခါရေးလိုက်တာတကယ်လို့ကျွန်တော်တို့က4ဟာဆိုရင်41 alpha ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒါအဲ၄ခုဖြစ်သွားပြီဗျာဒီကျွန်တော်တို့ရဲ့ဘလော့ကခရစ်ကြီးက၄ခုဖြစ်သွားတယ်ကျွန်တော်တို့ရဲ့ grid ကို6ခုထားခြင်းကြတော့6ဖြစ်မှာပေါ့ဟုတ်လား6လို့ရေးမှာပေါ့နော် ဒါဆိုရင်ဆောင်းနှုတ်ကလို့ကျွန်တော်တို့ကဘယ်လိုခေါ်မလဲ1 alpha ကို6ခါရေးသားလို့လားမလို့ဘောဒါ rugby ဆိုရဟာကိုသုံးလိုက်တာအဲ့တော့ဟုတ်ပြီကျွန်တော်ကဗျာဒီ alpha ဆိုရဟာကိုမသုံးရှင်ဘူးအထက်ကအထက်ကဟာကိုလည်းကျွန်တော်က150 pixel ထားကျင်နေဆိုရင်မရဘူးလားဗောနော်အဲ့ဆိုလည်းကျွန်တော်တို့ဒီမှာ150 ph ဗောနော်ထားကြည့်လိုက်အောင်အဲ့ဒီလိုမျိုးလေးဗောနော်ဒါဆိုရင်ကျဒီဘက်ကိုဒီဆွဲသွားမှာဗောအဲ့ဒီဘက်ဒီဘက်ကြီးဆွဲသွားမှာနော်အဲ့ဒါဆို150 pixel ဒီဖြစ်သွားမှာပါ ဒါဆိုရင် तू ကကြတော့အဲ road to road တဲ့ဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးဖြစ်သွားမှာပေါ့အဲ့လိုမျိုးကြတော့အဆင်မပြေဘူးကျွန်တော်တို့ call line လေးမှာသုံးမယ်ဆိုရင်ကြတော့1 alpha ဟိုပဲ alpha ဟိုပဲအဓိကထားသုံးပြီပေါ့နော်1 alpha 2 alpha ပေါ့နော်အဲ့ဒီမှာကျတော့ကျွန်တော်တို့အညီမြမလို့ဒါ rapid ကိုတုံးလိုက်တာပေါ့ဗျာအညီမြမယူချင်းဆိုရင်တော့ sound ကလို့တုံးရမှာပေါ့နော်အဲ2 alpha 2 alpha ဆိုတော့ဒါထိတ်ဆုံးက2နောက်က1နော်1 alpha ဒုတိယက2 alpha ဒါဆိုရင်သူတို့ရဲ့သုံးချင်း သူတို့ရဲ့သုံးခုပေါင်းချင်းရဘယ်လောက်လဲ5အဲပထမဆုံးဟာ2နေရယူတယ်ဒုတိယ2နေရယူတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ပထမဆုံးနဲ့နောက်ဆုံးဟာအနေရပိုးချိန်မယ်အလဲကောင်းနေရလေးနည်းနည်းချင်းမယ်ဒါပေမဲ့သူတို့ဟာတစ်ခုအဖဘယ်နှစ်ခုလုံးသုံးခုဆိုတော့ grid ကလည်းသုံးခုချင်းစီပေါ့ဒီမှာတစ်ခုနှစ်ခုသုံးခုပထမနဲ့ဒုတိယချိန်တယ်ပေါ့နော်အဲ့လိုရင်းရင်းနဲ့ဆိုရင်တော့တိလာလိမ့်မယ်တိလာကျွန်တော်ပြောနေရလေးစကားနည်းနည်းထက်နေတော့နည်းနည်းရှင်းမှမလားတော့မသိဘူးပေါ့နော်ဆိုတော့ အဲ့လိုမျိုးတွေရှိပါတယ်ခင်ဗျာအထင်ရတော့ကျွန်တော်တို့တော့15မိနစ်လောက်တော့ရှိသေးတယ်ဒါပေမဲ့ကျွန်တော်နည်းနည်းလေးဆက်ပြီးပြောလိုက်မယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ GAB gas ဆိုတာရှိသေးတယ်ဥမာတစ်ခုနဲ့တစ်ခုကိုကွာခြင်းနေဆိုရင်ပေါ့နော်ဥမာဒီမှာဆိုရင် border တွေကျွန်တော်ပေးခဲ့တယ်မလား border တစ်ခုနဲ့တစ်ခုကကတ်နေတော့အလဲကောင်းဟာရဒီမှာအနီရောင်ရထင်းလင်းနေရပေါ့နော်အဲ့ဒါတကယ်ကကတ်နေလို့ပါအဲ့ဒါအဲ့ဒါကိုကွာခြင်း gas ဆိုရဲတာဟိုကိုသုံးပြရ property ကိုသုံးပြရပါတယ်အဲ့ဘယ်လောက်လောက်ကွာခြင်းလဲဆိုတော့ကျွန်တော် temp pixel ထားခြင်းရင် temp pixel ကိုကွာလိုက်ပါနော် အဲ့ဒါဆိုရင်ကျွန်တော်တို့သူတို့ရဲ့ဟာလေးကိုကြည့်လိုက်ဒီမှာချားထဲမှာတန်းပစ်စစ်ချပါတယ်နော်အဲ့ဒီမှာမှကျွန်တော်တို့ကအကျော်ရှိပြီးတော့အဲရိုးရိုးကတ်ဆိုလို့ရှိရင်ကျကျွန်တော်တို့ကအဲဘလိုကွန်ပလက်ဆိုတော့တန်းပစ်စစ်ထားပြီးရောကော်လန်ကတ်ကိုဘလောက်ဘလောက်ထားခြင်းနဲ့ဆိုလို့ရတယ်မယ်တန်းပစ်စစ်ဖီလို့ရှိရင်20ပစ်စစ်နော်အဲ့လိုမျိုးထားကြည့်လိုက်ဒါဆိုလို့ရှိရင်ဒီမှာဒီမှာရိုးဆိုလို့ရှိရင်ကျဒီမှာချစ်ကြည့်လိုက်ဒီမှာတန်းကော်လန်စမှာကျတော့ဒီမှာ20ပေါ့နော်ကော်လန်ဆိုတော့ဒီမှာအတိုင်နေပေါ့နော်ဒါရိုးတွေကျတော့ ဒီမှာချစ်ချင်းလေးတွေပေါ့နော်အတိုင်းဒီမှာကျတော့ကျဲတယ်ပေါ့နော်မျိုးလုံးနဲ့မြင်တော့ပြောရမယ်ဆိုဒီမှာ30လောက်ထားလိုက်ရင်တော့တိတာပါတယ်နော်ဒါဆိုကော်လံကတ်တွေကဘယ်လောက်လဲကော်လံကတ်တွေက30ရိုးကတ်တွေကကျတော့10ဖြစ်တယ်ပေါ့နော်အညီအမျှထားချင်းကျတော့ကျွန်တော်တစ်ခုပဲပေးလိုက်ဒါဆိုအညီအမျှဖြစ်တယ်နော်အဲ့လိုမျိုးလေးရှိပါတကယ်လို့ကျွန်တော်တီးသောက်ခွဲပြီးတော့ပေးချင်တယ်ဆိုရင်ဒီလိုစုမပြေးပဲနဲ့ဒါပေတီးသောက်ခွဲပြီးကျွန်တော်ရိုကတ်ဆိုတာရှိတယ်နောက်တစ်ခုကဘာကတ်ဆိုတာရှိသေးလဲဆိုတော့ကော်လန်ကတ်ဆိုတာရှိရယ်เนาะအဲ့လိုမျိုးတွေခွဲပြီးလဲရတယ် ီမှာ colon gap ဆိုရှိရနော်ဒါဆောင်းနှကလို့ပေါင်းရေးခြင်းကြဘလို့ရေးမလဲ gap ဟာလား gap ဥမာကျွန်တော်ဒါရှိရ row gap ပေါ့ row gap ကို 20ph ထားပြီးတော့ colon gap ကိုကြတော့ 50ph ဆိုပြီးတော့ထားလိုက်မယ်ဒါဆိုလို့ရှင်လဲအဆင်ပြေတာပဲဒါကပေါင်းရေးတာပေါ့နော်ဆိုဒီလောက်လောက်ဆိုလို့ရှင်ကျကျွန်တော်တို့ css grid တွေရဲ့အခြေခံလေးတွေကိုအလုံးပဲအဲဒါအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဆိုတော့တိထပ်ဖို့သိချင်တယ်ဆိုတော့ကျွန်တော်တို့ အဲ website တွေအများကြီးရှိပါတယ်ဗောနော်ဒူ3 school တို့ YouTube တို့မှာလည်းဆက်လေ့လာလို့ရတယ်အဲကျွန်တော်တို့ဒါတချို့တချို့မြန်မာလိုရေးထားတဲ့ PDF ဖိုင်တွေလည်းရှိတယ်ဗောနော်ဆိုတော့အဲ့ဒါလေးတွေမှာလည်းလိုက်လေ့လာရင်လည်းပိုပြီးအဆင်ပြေပါတယ်ဒီ grade တွေကတော့အသုံးများရလည်းမဟုတ်နဲ့လည်းမဟုတ်ဘူးဒါပေမဲ့သိထားရင်ကောင်းပါတယ်အဲ့တော့ဒီပို့ပြီးမှသိကျင်နေဆိုတော့ယခုတော့လည်းရပ်နေဖို့တော့အချိန်ပြည့်ကျင်ပါလေဆိုတော့ဒီဗီဒီယိုဒီမှာပဲနှုတ်ဆက်ပြပါအောင်အားလုံးပဲဘာပဲမှာနောက်ထပ် lesson တွေမှာပြန်လည်တွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်